င်္ဂလာပါဒီ VF ဖက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ထူးထူးခြားခြားအနေနဲ့ social media စောင့်ကြည့်လေ့လာစမ်းစစ်ချက် story နှစ်ပုဒ်ကိုတင်ဆက်ပေးသွားပါမယ်စစ်အုပ်စုရဲ့ရွေးကောက်ပွဲဝါရဖြန့်ချီရေးအတွက် online channel တွေကနေစစ်စင်ရေးအသွင်နဲ့ဘလို့ lobby လုပ်နေခဲ့ကြသလဲ social platform တွေကိုစောင့်ကြည့်လေ့လာပြီးအချက်လက်တွေကိုထုတ်ဖော်တင်ပြထားပါတယ်ဒါ့အပြင် online ပေါ်မှာဘလို့လိမ်နေကြသလဲ အလင်းဟုတ်မဟုတ်ဘလို့စစ်ဆေးနိုင်တယ်လဲစတဲ့ online သုံးဆွဲသူတွေအတွက်သတင်းအချက်အလက်အသိပညာ based story ကိုလည်းရှုစားကြရပါမယ်သတင်းတုသတင်းအမှားတွေဝေခွဲရခက်နေ DPP fact check facebook page ကိုလာရောက်မေးမြန်းနိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DPP fact check telegram channel ကိုလည်း join ထားနိုင်ပါတယ်ကျမကတက်ဆက်သူအိမ်မှာအနာသိန်းဆေအုပ်စုရဲ့ရွေးကောက်ပွဲပထမအဆင့်ကို ဒီဇင်ဘာလအတွင်းပြုလုပ်မယ်လို့ဆေအိုစုလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဧပြီလ၈ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုရွေးကောက်ပွဲကျင်းပမဲ့လကိုတိတိကျကျမထုတ်ပြန်ခင်ကတည်းကဆေအိုစုနဲ့စစ်လော်ဘီတွေကရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်နီလန်ပေါင်းစုံတုံးပြီးလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်နေတဲ့အထက်မှာဆေအိုစုလက်အောက်ခံလော်ဘီတွေကဆိုရှယ်မီဒီယာပေါင်းစုံကနေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပုံစံမျိုးစုံနဲ့ဖြန့်ဝေခဲ့တာပါ။ စစ်အုပ်စုနဲ့စစ်အုပ်စုလက်အောက်ခံ lobby တွေရဲ့ဖြန့်ဝေမှုတွေထက်က DPP ဖက်ချာဟာ volunteer data analysis တွေရဲ့အခုအညီနဲ့စစ်အုပ်စုနဲ့စစ် lobby တွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြန့်ဝေမှုတွေကိုစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်စစ်အုပ်စုနဲ့စစ် lobby တွေရဲ့ social media အများပြားရှိတဲ့အထက်ကကြော်စွာမြန်မာ hot နှွေမောင် news သတင်းဦးနေပြည်တော်မှိုင်းဝေရွှေနေကြာဟန်ငင်းဦးနဲ့ မြန်မာ electoral news စတဲ့ Telegram channel တွေကိုအဓိကစောင့်ကြည့်စစ်ခဲ့ပါတယ်။ဒီလိုစစ်ခဲ့ရမှာလဲ UEC ကရွေးကောက်ပွဲကျင်ညာမဲ့လကိုကျင်ညာခဲ့တဲ့2025ခုနှစ် April လကနေ November လပထမပတ်ထိစောင့်ကြည့်ခဲ့တာပဲဖြစ်ပါတယ်။ Telegram channel တွေကိုအဓိကစောင့်ကြည့်ခဲ့တဲ့အချိန်မှာကြော့စွာ channel ဟာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြန့်ဝေမှုအများဆုံး channel တစ်ခုဖြစ်ပြီးခုနှစ်လအတွင်းမှာ post ပေါင်း298ခုထိဖြန့်ဝေခဲ့တာပါ။ ဒုတိယနဲ့တတိယအများဆုံးကတော့မြန်မာဟတ်ထော့နဲ့ရွှေနေကြ Telegram Channel တို့ဖြစ်ပြီး post ပေါင်း245ခုနဲ့232ခုအထိအသေးသေးဖြန့်ဝေခဲ့တာပဲဖြစ်ပါတယ်။စောင့်ကြည့်ခဲ့တဲ့ Channel 9ခုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြန့်ဝေမှုအားလုံးဟာစုစုပေါင်း1218ခုအထိ ရှိနေပြီးဒီစောင့်ကြည့်စစ်ဆေးမှုတွေဟာရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ keyword တွေအခြေခံပြီးစစ်ဆေးစုဆောင်းခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်စစ်အုပ်စုနဲ့စစ် lobby တွေဟာ Telegram channel ကိုကိုထဲမှာကိုပဲရွေးကောက်ပွဲနဲ့ဆက်ဆက်တဲ့ post ပေါင်း1200ကျော်အထိဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ဒါအပြင်ဒီဖြန့်ဝေနေတဲ့ channel တွေကို subscribe လုပ်ထားသူတွေကလည်းအများအပြားရှိနေပါတယ်။ကြော်စွာနဲ့မှိုင်းဝေ Telegram channel က subscriber အရေအတွက်38000ကျော်စီအထိရှိနေပြီးဒဇင်ဦးနဲ့ရွှေနေကြ Telegram channel က subscriber အရေအတွက်32000ကျော်အထိရှိနေရပါ။ဒါအပြင်ဟန်ငယ်ဦး Telegram channel က subscriber အရေအတွက် တသိန်း8000ကျော်စီအထိ ရှိနေပြီးနေပြည်တော် Telegram Channel က Subscriber အရေအတွက်3000ကျော်အထိရှိနေရပါမြန်မာ Hot Talk Telegram Channel ကတော့ Subscriber အရေအတွက်4800ကျော်နှွေမောင် News Telegram Channel က Subscriber အရေအတွက်1200ကျော်နဲ့မြန်မာ Electoral News Telegram Channel က Subscriber အရေအတွက်600ကျော်စီအထိအသီးသီးရှိနေရပါဒါကြောင့်ဒီ Telegram Channel တွေရဲ့ Subscriber အရေအတွက်ကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ဖြန့်ဝေမှုတွေဟာပြန့်နှံ့မှုလည်းများပြားနေတာထင်ရှားနေပါဗျ။ဒါအပြင်ဖြန့်ဝေမှုတွေဟာလည်း Telegram Channel တစ်ခုတည်းကိုဥတည်ပြီးဖြန့်ဝေနေတာမဟုတ်ဘဲ TikTok, YouTube နဲ့ Facebook မှာလည်းဖြန့်ဝေနေရပဲဖြစ်ပါဗျ။ကြောစွာ Telegram Channel ဟာဆိုရင် TikTok နဲ့ YouTube အကောင့်တွေလည်းရှိနေပြီးနေ့စဉ်လိုလိုဝါရဖြန့်ပြောကြားနေရပဲဖြစ်ပါဗျ။ဒါအပြင်မှိုင်းဝေ Telegram Channel ဟာလည်း Facebook အကောင့်ရှိပြီးနေ့စဉ်လိုလိုဝါရဖြန့်နေရပဲဖြစ်ပါဗျ။ ဒီဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်စစ်အုပ်စုလော်ဘီတွေဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူသဘောထားကိုလွှမ်းမိုးနိုင်ဖို့အတွက်ဝါရဖြန့်ချီမှုအမျိုးမျိုးကို channel ပေါင်းစုံ social media platform ပေါင်းစုံသုံးပြီးဝါရဖြန့်ချီရေးကို social media စစ်စင်ရေးတရက်အနေနဲ့ကြိုးပမ်းနေတာထင်ရှားနေပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်အုပ်စုနဲ့စစ်လော်ဘီတွေရဲ့ဝါရဖြန့်ချီမှုမှိုင်းတဲ့ကြမသွားစေဖို့အထူးသတိထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ အွန်လိုင်းပေါ်မှာဘလို့တွေလိမ်နေကြလဲအလိမ်ဟုတ်မဟုတ်ဘလို့စစ်မလဲဒီနေ့ခင်မှာဆိုရှယ်မီဒီယာတွေဟာလူတွေရဲ့နေ့စဉ်ဘဝတွေနဲ့ဆက်ဆက်လာနေတယ်လို့အွန်လိုင်းပေါ်ကနေငွေကြေးစင်းစင်းမှုတွေကလည်းများပြားလို့နေပါပြီ။ဒါအပြင်အွန်လိုင်းပေါ်ကနေလိမ်လည်ဖို့ကြိုးပမ်းမှုတွေလည်းအများပြားရှိလာတာမို့လို့ကိုယ့်ရဲ့ငွေကြေးတွေကိုယ့်ရဲ့အချက်လက်တွေမဆုံးရှုံးစေဖို့အတွက်တတိထားနိုင်ဖို့ညှဝေလိုက်ပါတယ်။အွန်လိုင်းလိမ်လည်မှုဆိုတာဘာလဲ အွန်လိုင်းနိုင်လည်မှုဆိုတာအင်တာနက်ဆိုရှယ်မီဒီယာအီးမေးလ်ဒါမှမဟုတ် message တွေကိုအသုံးပြုပြီးလူတဦးတယောက်စီကငွေကြေး၊ဗန်အချက်လက်၊ account password တွေဒါမှမဟုတ် ကိုရေးကိုရာအချက်လက် data တွေကိုလှည့်ဖြားပြီးမတရားရယူဖို့ကြိုးစားတဲ့လုပ်ရမှန်သမျှကိုဆိုလိုပါတယ်။ online ပေါ်မှာဘလို့ပုံစံတွေနဲ့လိမ်လည်လေးရှိတယ်လေ။လိမ်လည်သူတွေဟာနီးလမ်းမျိုးစုံသုံးနိုင်ပါတယ်။ email ဒါမှမဟုတ် Messenger ကနေ link အတုတွေပို့တာ social media ပေါ်မှာ page အတုတွေ account အတုတွေနဲ့ပစ္စည်းရောင်းတယ်လို့ဟန်ဆောင်တာဒါမှမဟုတ် ဖုန်းခေါ်ဆိုပြီးဘဏ်ဝင်နှံအာဏာပိုင်လိုဟန်ဆောင်ပြီးလိမ်လည်တာမျိုးတွေအထိဖြစ်နိုင်ပါတယ်ဒီနေ့ခေတ်မှာအဖြစ်များတဲ့လိမ်လည်မှုတွေကဘာတွေလဲရင်းနှီးမြှုပ်နှံမှုအလိမ်ညာအချိန်တိုအတွင်းအမျက်အစွန်းအများကြီးရမယ်တရက်ကိုဘလောက်ပြန်ရမယ် စသဖြင့်မက်လုံးပေးဆွဲဆောင်ပြီးငွေကြေးလိမ်လည်တာမျိုးတွေပါ။ online shopping လိမ်လည်မှုတံမိုးကြီးပစ္စည်းတစ်ခုကိုဈေးနှုန်းအများကြီးလျှော့ပြီးရောင်းတယ်လို့ကြော်ညာတာငွေလွှဲပေးတာနဲ့ပစ္စည်းမပို့ပဲဘလော့လုပ်သွားတာမျိုးတွေဖြစ်ပါတယ်အလုတ်အကင်လိမ်လည်မှုလမ်းဆောင်ကောင်းတဲ့ပြပအလုတ်ကင်ဒါမှမဟုတ် online ကနေလုပ်ရတဲ့အလုတ်တွေအញ្ញံရမယ်ဆိုပြီးဝန်ဆောင်ကစေရန်ငွေကြိုတင်လွှဲခိုင်းတာမျိုးတွေပါ ဒါအပြင်စစ်အုပ်စုကလည်းစစ်မှုထမ်းဖို့အတွက်လူသစ်စုဆောင်မှုတွေကိုတာမန်အလို့ခေါ်စာပုံစံမျိုးနဲ့လိန်လေခေါ်ယူဖို့လှုံ့ဆော်နေတာပဲရှိနေပါတယ်။အများပြည်သူယုံကြည်မှုကိုအလွဲသုံးစားလုပ်ခြင်းမြန်မာနိုင်ငံမှာအဖြစ်များတဲ့ပုံစံတစ်ခုပါဘိုးဘွားရိတ်သားမိဘမက်ခေဟာသို့မဟုတ်အရေးပေါ်ကင်ဆယ်ရေးအဖွဲ့အစည်းတွေရဲ့ page အတူတွေဖွင့်ပြီးအလှငွေလိမ့်လဲတောင်းခံတာမျိုးပါ လူတွေရဲ့ဂယုဏတရားကိုအသုံးချပြီးလိမ့်လဲတာပဲဖြစ်ပါတယ်။ page အတူ website အတူတွေနဲ့လိမ့်လဲခြင်းနမည်ကြီးရွှေဆိုင်တွေ၊ဘန်တွေဒါမှမဟုတ်ငွေချေးလုပ်ငန်းတွေရဲ့ page အတူတွေငွေလွှဲဝင်စားမှုပေးတယ်ဆိုတဲ့ page အတူတွေ website အတူတွေဖန်တီးပြီးလိမ့်လဲတာပါ။အထူးချင်းွေကန်ဆမ်းမဲ့ပေါက်ချင်းစသဖြင့်ဆွဲဆောင်ပြီးတင့်ရဲ့ကိုရေးကိုရာအချက်လက်ဒါမှမဟုတ်ငွေချေးကိုလိမ့်လဲရယူကြပါတယ်။ လူသိများသူများရောင်းဆောင်ခြင်းအွန်လိုင်းပေါ်မှာလူသိများတဲ့ influencer တွေအနုပညာရှင်တွေရဲ့နာမည်ဓာတ်ပုံတွေနဲ့ page အတုတွေဖွင့်ပြီးပစ္စည်းတွေလင်းရောင်းတာဒါမှမဟုတ်သူတို့ရဲ့ပရိသတ်တွေစီကပုံစံမျိုးစုံနဲ့ငွေလိမ်တာမျိုးတွေပါ၆လှန့်လင်းလင်းမှုတင်ပန်အကောင့်လော့ကျသွားပြီးတင် Facebook အကောင့်ကိုပိတ်သိမ်းတော့မယ်ဆိုပြီးလင်းတစ်ခုကိုဝင်ခိုင်းတာအဲ့ဒီလင်းမှာတင်ရဲ့ password တွေ OTP ကုတ်တွေဖြည့်ခိုင်းပြီးအကောင့်ကိုခိုးယူတာမျိုးတွေဖြစ်ပါတယ်။အလိန်ညာဟုတ်မဟုတ်ဘယ်လိုစစ်ဆေးကြမလဲ။အရန်ကောင်းလို့နေတတိထားပါ။အပြင်လောကမှာမဖြစ်နိုင်တဲ့အမျက်အစွန်းတွေမယုံနိုင်လောက်အောင်လျှော့ထားတဲ့ဈေးနှုန်းတွေ ပေးနေရင်အလိန်ညာဖြစ်ဖို့အခွင့်အလမ်းအလွန်များပါတယ်။အရေးတကြီးလောဆော်တာကိုတတိပြုပါ။အခုချက်ချင်းလွှဲရမယ်။နောက်ကျရင်မရတော့ဘူး။တင့်အကောင့်ပိတ်တော့မယ်။အခုဝင်ပါ။ စသဖြင့်တင့်ကိုစဉ်းစားချိန်မပေးဘဲလောခိုင်း၆လှန်နာမျိုးတွေဟာလိန်လေသူတွေရဲ့အဓိကနီလန်တစ်ခုပါ page account အစစ်ဟုတ်မဟုတ်စစ်ဆေးပါ အလူခံ page ရွှေဆိုင် page တော့မဟုတ် celebrity page တွေဆိုရင် page transparency မှာ page စထောင်တဲ့ရက် creation date page name ပြောင်းထားတာရှိမရှိ follower အရေအတွက်အစစ်မှန်ဟုတ်မဟုတ်အမှန်ချက် verify match ရှိမရှိသိချစစ်ဆေးပါ page ထောင်ထားတာရပ်ပိုင်းလပိုင်းသာရှိသေးရင်အထူးသတိထားပါ password otp ဘသူကိုမှမပေးပါနဲ့ဘဏ်ဝင်နှံ facebook ဝင်နှံအစစ်မှန်တွေဟာသင်ရဲ့ password ဒါမှမဟုတ်သင်ဖုန်းထဲကိုဝင်လာတဲ့ otp ကုန်နံပါတ်ကိုဘယ်တော့မှတောင်းမှာမဟုတ်ပါဘူးတန်တရားရှိရင်လမ်းကြောင်းပြောင်းစစ်ဆေးပါကိုယ်တငယ်ချင်းကပတ်စံချီရင်သူ့စီကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးအရင်မေးပါ ဘန်ကိစ္စဆိုရင်တင့်စီဝင်လာတဲ့ link ကိုမသုံးဘဲကိုယ်တိုင်တိထားတဲ့တရားဝင် website ဖုန်းနံပါတ်ကိုသာဆက်သွယ်မိမြန်ပါဒီအချက်တွေကိုတတိပြုခြင်းအပြင် online ပေါ်မှာလိမ်လည်လှည့်ပြောင်းမှုတွေကနေကာကွယ်နိုင်မှာဖြစ်ပါတယ်တန်လျာဖြစ်ဖွယ်တစ်ခုခုတွေ့ရင် အချိန်ယူစဉ်းစားစစ်ဆေးဖို့အမြဲတမ်းရဖို့အရေးကြီးပါတယ် င်နဲ့မျှပြောင်းလဲနေတဲ့ခေတ်စီထမှာအွန်လိုင်းသုံးဆွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DPP Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ရင် Fact Check ကြပါလို့သတင်းစကားပါရင်းနဲ့ DPP Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။